ဆော့ကောပရိသတ်များလို့မဲမင်္ဂလာပါခင်ဗျအခုပြသနေတဲ့အစီအစဉ်လေးကတော့ wise back ကနေပြီးမှအဓိကကူညီပံ့ပိုးပေးထားဖြစ်ပါတယ်ဆော့ကောပရိသတ်တွေကဒါဘောလုံးအားကစားနဲ့ရင်ခုန်ခြင်းနဲ့ပရိသတ်တွေရှင်တော့ဒါ wise back မှာတမျိုးကြထိုးခွက်စမ်းနေအစုံလင်ပါဝင်ဒါ odd academy ရှိတဲ့မောင်းတွေတွေနောက်တဲ့ e-sport တွေ cyber game တွေကို soccer house mn ဒါမှမဟုတ်ကျွန်တော်ဒါ soccer house promo code နဲ့အတူ account တစ်ဖွင့်ပြီးမှကစားနိုင်ပါတယ်ပထမဆုံးတွင်းငွေတွေဒါအများဆုံးဒေါ်လာ130 နဲ့ညီမျှတဲ့ဒါမြန်မာငွေရရှိနိုင်မဲ့အစီအစဉ်လေးရှိတယ်ဆိုတဲ့အကြောင်းကိုလည်းကျွန်တော်ဒါသတင်းကောင်းပါချင်ပါတယ်။ငွေသွင်းငွေထုတ်အတွက်ကိုလည်းဒါစစ်တန်တွေကနှစ်သက်ရာပေးမဲ့အမျိုးအစားဒါမှမဟုတ်တက်ဆိုင်ရာအီဂျင်ကနေဒီမှာတစ်စက်လင်းမြန်လွယ်ကူလုံခြုံစွာငွေသွင်းငွေထုတ်နိုင်ပါတယ်။ဒါပြင်အခါအားလျော်စွာရှိတဲ့ promotion အစီအစဉ်တွေကနေကန်ထူးနိုင်တဲ့အစီအစဉ်တွေရှိတဲ့အကြောင်းကိုလည်းသတင်းကောင်းပါချင်ပါတယ်။ကျွန်တော်ဒါ promo code ကိုတော့ဒီ video ရဲ့ comments box မှာလည်းပြန်လည်ကြည့်ရှုနိုင်ပါတယ်ခင်ဗျ။စကောပိတ်တဲ့များအားလုံးပဲမင်္ဂလာပါခင်ဗျ။ လက်ရှိဒါအပြောင်းရွှေ့ဈေးကွက်ထဲမှာဥပမာဒါအတင်းကြီးတွေခေါ်ကျင်နေတာတိုက်စစ်မှုတွေဒါအများကြီးရှိပါတယ်ဒါတိုက်စစ်မှုတွေနဲ့ပတ်သက်ပြီးတော့မှဒီအပြောင်းရွှေ့သတင်းတွေကြည်ကြဲပြဲပြဲထွက်နေရလဲအများကြီးပါပဲတိုက်စစ်မှုတွေရဲ့ဖွယ်လို့အမြင့်တက်နေတဲ့အခြေအနေမှာရှိနေတယ်လို့ဒါပြောရမှာပေါ့နော်ဒီအထူးသဖြင့်ဒါတိုက်စစ်မှုတွေရဲ့ဈေးကွက်အခြေအနေနဲ့ပတ်သက်ပြီးတော့မှကျွန်တော်လည်းဒူတာစီတူကနေပြီးတော့ပါဝင်တုံးတဲ့တင်ဆက်ပြီးတော့ရှိပါတယ်ခင်ဗျစီတူရဲ့မင်္ဂလာပါညီမင်္ဂလာပါကို အဲအခုဒါဈေးွက်ထက်မှာတော့တိုက်စင်မှုတွေတွေတော်တော်လေးကိုဒါ hot နေတယ်ဗောနော်ဒါတော့ဟိုအပြောင်းရွှေ့ဈေးွက်တိုင်းမှာတော့တိုက်စင်မှုတွေကတော့ပိုပြီးမှစိတ်ဝင်စားခံရလိရှိတာတော့တဘာပါပဲဒါပေမဲ့ဒီရာဒီမှာတော့နည်းနည်းလေးပိုပြီးမှဒါစိတ်ဝင်စားကြကောင်းတာ your crest လို့ဒါ sportiness ဘုံကနေ ထွက်တော့မယ်ဆိုတော့မတို့နောက်ဆုံးဒါ sporting list ပေါ်နဲ့တော့မှပြဿနာကြီးတက်နေတဲ့အခြေအနေမျိုးတွေမှာရှိနေတယ်။အဲ့တော့ဒါ request လို့ robot အတင်းကြီးတွေစိတ်ဝင်စားနေတဲ့တိုက်စင်မှုကလည်းပြောင်းရွှေ့တော့ဖြစ်တော့မှာပေါ့နော်။ဘယ်အသင်းကိုရောက်မလဲဆိုတာတော့မသိသေးဘူး။နောက်ထပ်ဒါ Napoli နဲ့ Juve, Galatasaray နဲ့ Juve ဒါအောင်မြင်မှုတွေယူနိုက်ခဲ့တဲ့ဒါ Nigeria တိုက်စင်မှု Osimhen ရဲ့အပြောင်းရွှေ့တွေဒါတော့တပ်ပြောမှကြည့်ရမှာ Arsenal တိုက်စစ် Arsenal ကဒါခေါ်ချင်တဲ့ Assess ကိုပေါ့နော် Leipzig တိုက်စစ်မှု Assess ကိုရဲ့အပြောင်းရွှေ့တွေလည်းတော်တော်လေးကိုဒါစိတ်ဝင်စားစရာကောင်းပါလေ လက်ရှိဈေးကွက်ထဲမှာတိုက်စစ်မှုတွေဒါဝယ်လို့အားမြင့်တက်နေတဲ့အခြေအနေနဲ့ပတ်သက်ပြီးမှစီတူရဲ့အမြင်လေးစပြီးမှသုံးသပ်ပြောပြပါဦးကြီးဟုတ်ကဲ့ကိုလက်ရှိအဓိကတော့အသင်းတွေကိုယ်တိုင်ကအသင်းကြီးတွေကိုယ်တိုင်ကလိုအပ်ချက်တွေတိုက်စစ်မှုလိုအပ်ချက်တွေဖြစ်နေရပေါ့နော်တိုက်စစ်မှုလိုအပ်ချက်တွေဖြစ်နေတဲ့အခါမှာသူတို့ဒီဈေးကွက်တွေရှာဖွေနေရအောင်တွေ့ရတယ်ပြီးတော့ဒီအသင်းလက်တွေပေါ့လေအဲဒီအရောင်းအသင်းတွေရဲ့ကစားသမားတွေကလည်းဒါ တော်တော်လေးဝယ်ခြင်းလောက်เสียအခြေစွမ်းမျိုးအပြင်နောက်တစ်ဆင့်ကိုတတ်တော်မယ်ဆိုတဲ့အခြေစွမ်းမျိုးတွေပြနေရောဒီအသင်းကြီးတွေကဒီတိတိပပစိတ်ဝင်စားနေရပေါ့နော်ဥပမာအာဆင်နယ်အသင်းဆိုရင်တိုက်စစ်မှုလုံးဝလိုနေရလို့ရဲလို့မဟုတ်ဘူးပေါ့နော်တိုက်စစ်အဖြစ်မှုတော့လိုတယ်ဒါပေမဲ့တိုက်စစ်မှုကြီးတည်တန့်လိုနေရတော့မဟုတ်ဘူးဒါပေမဲ့အာဆင်နယ်ကဒါလှုပ်ရှားလာတယ်ပေါ့လေအဲ့တော့သူတို့အနေနဲ့ဒီယော့ခရက်စ်ကိုစိတ်ဝင်စားမှုတည်တင်းနဲ့ထွက်တယ်ပြီးတော့ဒီ โอซิมาโอซิมาဟုတ်ပါဘူးဆက်စကိုဘောနော်ဆက်စကိုထွက်တယ်ရှက်စကိုထွက်တယ်ဘောနော်ဆက်စကိုထွက်တယ်ဒီမန်ချက်စတာယူနိုက်တက်ကြတော့မန်ချက်စတာယူနိုက်တက်အနေနဲ့ကြတော့ဒီအမော်ရင်ရဲ့တပည့်ဟောက်ရက်ရှေယောကရက်စကိုဟွန်းအပီရဒီโอซิมาโอซิมาလည်းတင်းတင်းထွက်ပြီးတော့သူတို့အနေနဲ့โอซิมาလည်းတင်းတင်းနဲ့ထွက်တယ်ပြီးတော့ဒီ AKDK ပေါ့နော် Frank Frankfurt အသင်းရဲ့တိုက်စစ်မှု AKDK ကိုလည်းတင်းတင်းထွက်တာတွေ့ရတယ်ပေါ့လေ အမ်အဲ့တော့ဒီနှစ်သင်းကတော့ဝယ်လို့အမြင့်ဆုံးပဲသူတို့ကတေချာပေါက်ဝယ်မဲ့အခြေအနေမှာရှိနေတယ်လက်ရှိအခြေအနေမှာအဲ့တော့ယိုခရက်စ်ကကြတော့ဒီပြောင်းရွှေ့ခြင်းနဲ့ပတ်သက်တဲ့ပြဿနာလေးအတင်းနဲ့နည်းနည်းတက်နေရပါဘောနော်အဲ့တော့ကျွန်တော်အမြင်ကတော့ယိုခရက်စ်ကမန်ချက်စတာယူနိုက်တက်နဲ့ပို့လိုက်တယ်ပြီးတော့ရှက်ကူကကြတော့အာဆင်နယ်တင်းနဲ့ပို့လိုက်တယ်လို့ကျွန်တော်အနေနဲ့မြင်တယ်ပြီးတော့ဒီအက်ကီတီကေပေါ့နော်အက်ကီတီကေကတော့ဒီနှစ်သင်းသလုံးသွားလို့ရနိုင်တဲ့အခြေအနေရှိရဒါပေမဲ့ပြဿနာကသူ့သူ့ရဲ့ဈေးကအရင်မြင့်တယ် တန်း90တန်း100လောက်အထိ Frankfurt အသင်းကဒီအတန်တွေထုတ်နေတဲ့ခါမှာဈေးကအဲဒီမတရားကြီးလုံးနေပေါ့နော်အပြီးတော့ဒီနောက်ထပ်ရွေးချယ်စရာတွေထဲမှာတော့ဒီဈေးအနည်းငယ်တက်တာနိုင်တဲ့အပြီးတော့ဒီလောကဈေးမပေးရနိုင်တဲ့ကစားသမားရှိရပေါ့နော်အဲ့ဒါက Jonathan Davis ပေါ့လေအ ဒီ line အသင်းရဲ့ကစားသမား तू ကစာရုပ်သက်တမ်းကုန်မှာဒီနှစ်ထဲမှာပေါ့နော်စာရုပ်သက်တမ်းကုန်မှာဖြစ်တဲ့အတွက်သူ့ကိုခေါ်မယ်ဆိုရင်တော့တော်တော်လေးတက်တာသွားနိုင်တယ်ပေါ့နော်လာစာတွေ signing bonus တွေတော့ပေးရမှာပေါ့ဒါပေမဲ့ဘာပဲဖြစ်ဖြစ်ဒီရည်သွေးရှိပြီးသားကစားသမားတယောက်ကိုခေါ်ယူရမှာဖြစ်တဲ့အတွက်ဈေးတက်တာရဲ့လို့သတ်မှတ်လို့ရတယ်ပြီးတော့ဒီနောက်ထပ်ဈေးကွက်ထဲမှာရှိနေတာကတော့ Brighton အသင်းနဲ့ဒါ Chelsea Petro တို့ပေါ့နော် Chelsea Petro ဆိုရင်ဒါ Liverpool အသင်းနဲ့သတင်းထွက်တာမျိုးကျွန်တော်တို့ကြားသိရတယ်။ Liverpool အသင်းကကြတော့ဒီနေရာမှာဘယ်လိုပါဝင်ပတ်သက်လာတယ်ဆိုတော့ဒီသူတို့ရဲ့ တိုက်စင်မှုပေါ့နော်ဒါဝင်နူညက်စ်ကဒီယာဒီမှာတေချာပေါက်ရောင်းခံရမယ့်အခြေအနေဖြစ်နေပေါ့နော်အဲ့တော့တေချာပေါက်ရောင်းခံရမယ့်အခြေအနေမျိုးမှာတော့လီဗာပူးအသင်းကလည်းဒီသူတို့အသင်းကတိုက်စင်မှုလိုနေရတော့မဟုတ်ပေမဲ့ဒီအရန်ရာအနေနဲ့တိုက်စက်ကိုမျိုးစုံအသုံးချနိုင်တဲ့အနေနဲ့ကစားသမားတစ်ယောက်ကိုလိုချင်နေပြီးတော့အဲ့လိုပုံစံမျိုးအတွက်ဆိုရင်ကျော်ဘဒရိုကတော်တော်လေးလိုက်ဖတ်တာကိုတွေ့ရတယ်ပေါ့နော်ဒါကြောင့်မလို့လက်ရှိအချိန်မှာဒီပရီးမီးယားလိဂ်နဲ့ရောဒီအရောင်းအသင်းတွေနဲ့ပတ်သက်ပြီးတော့တိုက်စက်မှုရဲ့ဈေးကွက်ကတော်တော်လေးဝင်လို့ဟာတက်နေတာကိုကျွန်တော်တို့တွေ့ရတယ်ခု။ ဟုတ်ပါတယ်ဟိုဥပမာဒီအတင်းကြီးပေါ့လေအတင်းကြီးဆိုတာဒီငွေသုံးနိုင်တဲ့အတင်းတွေပေါ့ငွေသုံးနိုင်တဲ့အတင်းတွေထဲမှာအခုကြည့်လိုက်မယ်စင်တာ real metric လို့ ဒီလာလီဂါထိပ်သီးအသင်းကစတာနံပါတ်9ဘူးအတွက်တိုက်စီမှုရှာလာတယ်ဆိုတော့တတိယမျိုးလဲဒါထွက်လာတဲ့အတွက်ပေါ့နော်ဒါတိုက်စီမှုစီခွက်ကတော့တကယ်ကိုပဲဒါစိတ်ဝင်စားစရာကောင်းပါတယ်ပထမဆုံးအနေနဲ့ဒါစီတူရေးအခုဒါ Sporting Lens Sport တိုက်စီမှု Yorkress ပေါ့နော် Yorkress ရဲ့အသက်ရွယ်က29နှစ်ဒါပြီးခဲ့တဲ့နှစ်ရာသီအတွင်းမှာတွင်းယူခဲ့တဲ့ဂိုးအရေးအတွက်ကလည်းတကယ်ကိုအားကောင်းတဲ့ဒါပမာဏပေါ့နော်ဒါမိနစ်300တရာသီထဲမှာကြည့်မယ်ဆိုရင် Portugal League မှာ33ပွဲကစား30နှစ်မှာ9ဂိုးတည်းလဲတွင်နိုင်ခဲ့တယ်နောက်တစ်ခုကကျတော့ဒါပြီးခဲ့တဲ့နှစ်ရာသီအတွင်းပြန်ပွဲရရမှာဆို 83ဘွယ်ကစား80နဲ့မှ99တိထွင်းနိုင်ခဲ့တယ်အတက်ရွယ်အဖြစ်လဲအကောင်းဆုံးအခြေအနေမှာရှိတယ်ဒီကစားမကခန့်လောက်စီလူပြောတဲ့ထမလည်းပါတယ်မန်ချက်စတာယူနိုက်တက်နဲ့ကတော့ပုံမျိုးမှလိုက်ဖက်တဲ့ပုံစံမျိုးရှိတယ်ဒီ3421ပုံစံနဲ့လည်းဒါအမော်ရင်နဲ့အတူဒါစပော့တင်းလစ်ပေါ်မှာဂိုးတွေလည်းအများကြီးတွင်းပြီးတာဟိုလက်ရှိအခြေအနေမှာမန်ချက်စတာယူနိုက်တက်ကကြတော့တိုက်စစ်အတွက်ဒါကစားမတဲ့နှစ်ဦးပေါ်တော့အမှုမူကတော့ဟို confirm တော့မဖြစ်သေးဘူးအမှုမူလည်းရောက်ဖို့အလားလာလဲတော်တော်လေးလည်းရှိနေတယ်ပေါ့နော်အဲ့မဲ့တိုင်ကင်တာတိုက်စစ်မှုတွေတူလည်းဖြည့်ထားတယ်ဆိုတော့ ပထမဆုံးယောခရက်ဆက်အလားလာနဲ့ဘယ်သင်းနဲ့ပူပြီးမှဒါအဆင်ပြေနိုင်တယ်နောက်တော့ဘယ်သင်းကိုရောက်နိုင်ချေရှိတယ်လဲဆိုတာကိုစီတူသုံးသပ်ပြပါဦးကြီးဟုတ်ကဲ့ကိုအဲအဓိကကမချက်ဆိုင်နေတဲ့ကစိတ်ဝင်စားတယ်ဒါပေမဲ့ယောခရက်ဆက်က အင်တင်တင်ဖြစ်နေတဲ့အခြေအနေမျိုးပေါ့နော်အဲ့တော့ဗဇက်ကထုတ်ပြောတာလည်းမဟုတ်ဘူးဒါပေမဲ့ဒီတတင်းတွေထွက်နေတယ်တတင်းတွေထွက်နေရဆိုတော့အရာကကြတော့ဒီအပြောင်းရွှေ့တယ်မှာအရေးပါတယ်ပေါ့နော်သူကဒီတတင်းရေးတဲ့လူတွေကအလကားချောက်ရတော့မဟုတ်ဘူးသူတို့မှာဆိုးစီတယ်ပေါ့လေအဲ့တော့ Fabrizio Romano ပဲဖြစ်ဖြစ်အဲဒီ David Ornstein ပဲဖြစ်ဖြစ်ပေါ့နော်အဲ့တော့ဒီသူတို့ကိုခုနောက်ပိုင်းအပြောင်းရွှေ့ဒီရဲ့ tricks မှာကြတော့သူတို့ကိုသုံးလာတယ်မီဒီယာကိုသုံးလာတယ်အသင်းကသုံးလာတယ် Sporting Lisbon ကဈေးလိုချင်လို့သုံးလာမျိုးဖြစ်နိုင်တယ်ကစားသမားဘက်ကလည်းဒီသူ့ရဲ့ ဒီ measure ပေါ့နော်ပြန်ပြီးတော့ counter measure အလုပ်တဲ့အနေနဲ့သူပြန်ပြီးသုံးတာမျိုးလည်းဖြစ်တယ်ပြီးတော့တစ်ခါတကျ Manchester United လို့ဝယ်တဲ့အသင်းဘက်ကသုံးတာမျိုးသုံးသုံးပဲစလုံးသုံးတယ်ပေါ့နော် media အောင်အဲ့တော့အဲ့ဒီအချိန်မှာကျွန်တော်တို့ကဒီဈေးကစားနေပုံစံမျိုးတွေသွားပြီးတော့မြင်ရတယ်ပြီးတော့ကျွန်တော်တို့ဒီပြီးခဲ့ရက်ပိုင်းတော့သတင်းတွေတက်လာဆိုရင်ဒီ Yorkeras ကို Real Madrid ကိုကန်လန်လိုက်တာမျိုးတွေကျွန်တော်တို့တွေ့ရတယ်ပေါ့နော် Real Madrid ကမဝယ်ဘူးဆိုတာမျိုးတွေ့ရတယ်ပေါ့နော်အဲ့တော့အဲ့ဒါတွေကကစားနေတာပေါ့လေတော့ရှောက်ကစားနေတာဖြစ်တဲ့အတွက်ကျွန်တော်တို့အမ်ဒါရှိအချိန်မှာတော့ဘယ်အားတာလဲဆိုတော့ ဒီတိုက်လွန်စာမျိုးကျွန်တော်တို့မတွေ့ရသေးဘူးကျွန်တော်လောလောဆယ်သိထားရတာကရော့ခရက်ကချန်ပီယံလိဂ်စားခြင်းတဲ့ပုံစံပါရှိတယ်ပြီးတော့စပိုတင်းလစ်ဘွန်ဘက်ကကြတော့သူတို့ဒီရော့ခရက်နဲ့သဘောတူညီထားနှုတ်အပြင်သဘောတူညီထားတဲ့ဒီ65သန်းဝန်းကျင်ကိုအဲချိုးပေါက်ခြင်းတယ်ဗောနော်ချိုးပေါက်ခြင်းပြီးတော့ तू က really ကတော့အတန်း100လောက်ရှိတာအဲ့တော့အတန်း100မဟုတ်တိတန်အတန်း80လောက်လိုချင်တဲ့ပုံစံမျိုးရတယ်အာဆင်နယ်အသင်းကကြတော့စိတ်ဝင်စားတယ်ဒါပေမဲ့အဲ့လောက်ပတ်စံမျိုးကြတော့ အလောက်ကြီးများသွားရင်80လောက်များသွားရင်သိစိတ်ဝင်စားလို့ဆိုတဲ့ပုံစံမျိုးကျွန်တော်တို့တွေ့ရတယ်။အထူးသဖြင့် Jokeras ကအာဒက်တာကြိုက်တာမဟုတ်ဘူးတကယ်တော့ Andrea Bata ဒီသူတို့အားစားဒရိုက်တာဖြစ်လာရင်နောက်ပိုင်းမှာ Jokeras ကနာမည်ထွက်လာတယ်ပေါ့နော်။အဲ့တော့ကစားပုံအားဖြင့်ဆိုရင်ကြတော့ Jokeras ကဘောလုံးကိုကင်ပြီးကစားတဲ့ကစားသမားမဟုတ်ဘူး။ဒီသူအနေနဲ့ပြေးလမ်းကြောင်းရှိနေပေါ့နော်။ဒီ Haaland လိုပုံစံမျိုးကိုပူပြီးတော့ဆန်တယ်။အဲ့တော့သူကစားဟန်က Arsenal ရဲ့လက်ရှိ433ပုံစံတဲကဒီအထောက်တိုက်စစ်နေရာနဲ့လိုက်ဖက်ခြင်းမရှိဘူး ဟောဒါပေမဲ့လည်းဒီကွာယိုလာကိုယ်တိုင်ကလည်းဒါဟာလန်ကိုသုံးသွားတာမျိုးပေါ့နော်ထိကျက်နေနေလေးပဲဖြစ်ပေမဲ့ဂိုးတွေအမခန့်နိုင်တဲ့ဟာမျိုးသုံးသွားတာမျိုးရှိတယ်ပေါ့နော်အဲ့တော့အာဆင်နယ်စိတ်ဝင်စားရတယ်ဆိုတဲ့အပိုင်းကိုလည်းကျွန်တော်တို့အဲတည်ကြရတယ်လို့ဒါသတ်မှတ်နိုင်တယ်အရန်ကြီးတော့ကျွန်တော်ကဒီကစားသမားကိုမျော်လင့်ထားခြင်းမရှိဘူးပေါ့နော်သူ့ရဲ့ခြေစွမ်းကိုအရန်ကြီးအဲဒီ hype နေတလို့ပေါ့ဂိုးတွေကတော့ဒါသူကဒီ200ရာဒီပြမဆိုဒါ club club မှာပဲဆိုရင်ဒါ68ခုလောက်တွေ့တွင်တာလေ နိုင်ငံသွင်းကိုတွေပါပေါလန်100ကျော်ဟာ100သိကျွန်းဟုတ်တယ်အဲ့တော့ဒါကြီးကကြောက်စရာပမာဏကြီးဟာလည်းပမာဏကြီးဒါပေမဲ့အဲ့လောက်ကြီးကောင်းနေရတော့မဟုတ်သေးဘူးဘာလို့လဲဆိုတော့သူကပေါ်တူဂီလီမှာကစားလာမှုလို့အဲ့တော့ပေါ်တူဂီလီကဥရောပရဲ့အဆင့်ခွနဲ့နေရာမှာပဲတည်ရှိတယ်ပြီးတော့သူကပေါ်တူဂီလီရဲ့ဒီအကောင်းဆုံးအသင်းမှာကစားနေရအဲ့တော့ပေါ်တူဂီလီကကြီးတုံးကြီးအသင်းနေနဲ့အောက်ကအသင်းနေနဲ့ကွာအချက်ကအရန်ကြီးတယ် ဒါကြောင့်မလို့ကျွန်တော်တို့ပေါ်တူဂီလီမှာကိုသွင်းပြင်ဖြစ်ခဲ့တဲ့ကစားသမားတွေကျွန်တော်တို့ကြည့်မယ်ဆိုရင်တခြားသောသူတို့ next phase ကိုပြောင်းသွားတဲ့အခါမှာသူတို့မအောင်မြင်တာကိုကျွန်တော်တို့တွေ့ရလိမ့်မယ်အဲ့တော့ဟိုးပေါ်တူဂီလီရဲ့စကားတော်တဲ့အချိန်ကပဲကျွန်တော်တို့သွားကြည့်ကြည့်ဒီဘက်နောက်ပိုင်း2010ခေတ်နောက်ကိုပဲကြည့်ကြည့်ဒီ fair call လောက်ပဲကျွန်တော်တို့လောက်လောက်လာရှိတယ်အခုဒါနာမည်ကြီးရတဲ့မှာဆိုရင်ဒါဝန်နူညက်ဘင်ဗီကန်နဲ့သူ26ကို29ကိုလောက်တွင်းပြီးတော့ကိုသွင်းပြင်ဖြစ်တယ် ပြီးတော့ဒီလီဗာပူးသင်းရာဒီဇီဂျီနဲ့ခေါ်ယူလိုက်တယ်ဒါပေမဲ့ပရီးမီးယားလိရောက်တော့15ခုတော့အနိုင်နိုင်တွင်ရတဲ့အခြေအနေမျိုးပေါ့နော်အဲ့တော့သူတွေမဟုတ်ဘူးဒါကာလို့ဇီနီစီယက်ဆိုတာပင်ဖီကာအသင်းကပဲစပါအသင်းကခေါ်လိုက်သေးတယ်ခဏခဏခေါ်လိုက်တဲ့အချိန်မှာဘလို့မှခြေစွမ်းမပြနိုင်အဲ့တော့ဒီကိုကဟာချက်ကအရင်ကြီးမှလွန်တယ်ပေါ့နော်အဲ့တော့ဒီပေါ်တူဂီလီမှာဆိုရင်ဒီတယ်ရမီလို့ပေါ့နော်အီရန်လိုက်စစ်မှုတယ်ရမီအခုအင်တာမီလန်မှာရောက်နေတယ်တယ်ရမီကပေါ်တူဂီလီမှာတော့ကိုသွင်းပြီးဒါပေမဲ့အင်တာမီလန်မှာအရင်လိုက်စစ်မှုအဲ့လိုပဲဒါ ပေါ်တူဂီလီရဲ့ဒါထိတ်တန်းတိုင်းစင်မှုတရားဖြစ်တဲ့ Avanderson ဘုံမောက်တင်ခေါ်ယူခဲ့တယ်အဲ့တော့ဆိုလိုချင်တာက Premier League ရဲ့ထိတ်ဆုံးတန်းအသင်းတွေရဲ့ level ရှောက်ဖို့ဆိုတာကကျွန်တော်တို့ဒီတွက်ဆရမယ့်အခြေအနေအများကြီးရှိတယ်ဗောနော်သူ့ဂိုးတွေနဲ့ပဲတွက်လို့တော့မရဘူးသူဒီ league မှာတွင်းထားတာကိုကျွန်တော်တို့သွားပြီးတော့ကြည့်ရမှာဗောလေအဲ့တော့အရင်တော့ဆိုရင်ဒီ Atletico Madrid ကို Jackson Martinez ြောင်းခဲ့တယ်ဘောနပေါ်တူအသင်းမှာဒါ39ဆက်ကိုသင်းပြင်ရတယ်အဲ့တော့ဟုတ်တယ်ပေါ်တူအသလတီကိုရောက်တယ်တိုက်စင်မူတိုင်းခေါ်ယူမှုအောင်မြင်ခဲ့တဲ့အသလတီကိုချက်ဆန်မာတီနက်စ်နဲ့ပါပဲနာမည်ပြတ်သွားတယ်ဘောနအဲ့လိုမျိုးလေးကြီးပေါ့နော်အဲ့တော့ကျွန်တော်ဖဲကာကိုတော့ပဲအဲဒီတော့လာလာလို့တတ်မှတ်လို့ရပြီကျန်တဲ့ကစားသမားအကုန်လုံးကကျွန်တော်က data သေးသေးလေး set မဟုတ် data set ကြီးအကြီးကျွန်တော်2000ခုနှစ်လောက်ပဲသွားကြည့်ကြည့်1990လောက်ပဲသွားကြည့်ကြည့်အဲ့အကြီးမှာဟိုကမအောင်မြင်တာကိုတွေ့ရတယ်ပေါ့နော်အဲ့တော့ ဒါဒီအသင်းဒီကြီးသုံးကြီးရဲ့ structure နဲ့လည်းဆိုင်တယ်ပေါ်တူဂီလီရဲ့ structure နဲ့လည်းဆိုင်တယ်ဒါကြောင့်မလို့ Jokeres ကိုကျွန်တော်တို့အများကြီးတွေ့ထားလို့မရဘူးဒါပေမဲ့တခုရှိရာက Manchester United နဲ့ဆိုရင်တော့ live ဖတ်တယ်ဘာဖြစ်လို့လဲဆိုတော့ United ကစားတဲ့ပုံစံကဒီ Jokeres အကြိုက်ပုံစံဖြစ်တယ်ပြီးတော့သူ့ဆရာဟောင်းလည်းဖြစ်နေတယ်ပေါ့နော်အဲ့တော့အဲ့နေရာလေးမှာကျတော့ live ဖတ်တာတသင်းဒီရောင်းကျင်တာတသင်းအခစားသမားပြောင်းကျင်တာတသင်းအဲ့မှာလဲနေတာပေါ့နော်လဲပြီးတော့အခုလိုမျိုးလက်ခဲတဲလေးအရှင်နေနေဖြစ်ပြီးတော့ကျွန်တော်တို့ဆက်လက်စောင့်ကြည့်သွားဖို့ရှိပါတယ်ပေါ့ ပဲမှတ်ပါတယ်ဒါစီတူပြောလိုက်တဲ့အထက်မှာအခုဒါမှတ်မှတ်ရဆိုဂျက်ဆန်မာတီနက်စ်ပေါ့လေဒီကစားမကောဒါအမှတ်ရဆုံးပဲဒီကိုကဒါ65သန်းနဲ့ပြောင်းနေဟိုတော်တော်လေးလည်းအားသိစရာကောင်းပါလေဘာမှကိုမဖြစ်လာဘူးပေါ့လေမဖြစ်လာဘဲနဲ့နောက်ဆုံးတရုတ်စူပါလီးဂ်တွေဘာတွေမှာရောက်သွားတဲ့ဒါမျိုးအခုဒါမှတ်မှတ်ရပါဂျက်ဆန်မာတီနက်စ်လည်းမှတ်မှတ်ရရှိတယ်တခြားကစားမတွေလည်းဒီပေါ်တိုမာတော့ထင်တော့တော့မအောင်ဘူးဒါပေမဲ့ဒီဘက်နောက်ပိုင်းပေါ့အကိုသတိထားမိတဲ့တော့ဒီဘွန်နက်စ်ဖီယာကကစားသမားတွေကတော့ပရီးမီယာလိမှာ ဒီအောင်မြင်လာလာလေးတော့ကိုတွေ့ရပါဘောနော်ဟာလန်နော်ဒါဒီဘရိုင်နာတို့ကအစပေါ့လေဒီဘူနက်စတီကနေပရီးမီယာလိကိုပြောင်းတဲ့ကစားသမားတွေကတော့ဟိုဘယ်လိုပြောမလဲအရန်ကြီးမဟုတ်ဘူးဆိုတော့မအောင်မြင်တဲ့နှုံနာလေးတွေကတော့တိတိတတ်တာကိုတို့မြင်လာရတယ်အခုဒါရှက်စကိုကို Leipzig တိုက်စီမူရှက်စကိုဝါအာဆင်နယ်ကလိုက်နေတယ်ဒီကစားမလေးကအသက်22နှစ်ပဲရှိသေးတယ်ဒါပေမဲ့ twin goal ပမာဏကတော့ခုနကတည်းကအခုပြောသွားတဲ့ Jokrest Lock ထိတော့ proven တော့မဖြစ်ဘူးဒါပြီးခဲ့တဲ့ရာသီကဆိုအခုဒီနယ် Leipzig မှာ Bundesliga twin goal က73 74ကိုစသဖြင့်10ကိုကြော်ကြော်လောက်လေးပဲရှိတဲ့ပမာဏမျိုးဒါတွဲထားလိုက်ဆိုတော့ဒီတိုက်စီမူရဲ့အခြေအနေရောနောက်တစ်ခုကကျတော့ဟိုအာဆင်နယ်ကခေါ်ဖို့အမှန်တမ်းပြောရင်တော့မနစ်ခဲနဲ့ဒါခေါ်ဖို့ကြိုးစားခဲ့တယ်ဒါပေမဲ့ Leipzig နဲ့စာချုပ်တစ်ချုပ်လိုက်ပြီးတော့မှဒါတရားဒီ Leipzig မှာဆက်နေတယ်အခုဒီနေ့ချိန်ဒီလေ အာဆင်နယ်နဲ့လိုက်ပ်စစ်အကြောင်းမှာ agreement ဖြစ်တဲ့ပုံစံမျိုးကတော့နှိမ့်ချဆက်ဆက်ပုံစံမျိုးမရှိတော့ဘူးပေါ့နော်ဒါပြီးတဲ့ရက်ပိုင်းကမှဒီအာဆင်နယ်ရဲ့ social media ကိုဒါ Sesco ကလိုက်လုံးလိုက်တယ်ဆိုပြီးမှဒီသတင်းစာနာလေးထွက်လာကြတော့ကစားမတော့ဒီအာဆင်နယ်ကိုပြောင်းကျင်တယ်ဆိုတော့အရေးငွေလေးကတော့မြင်လာရပါပဲအပြောင်းရွှေ့ဟာဘာမှထူးခြားခြားမဖြစ်လာသေးတာဘူးဒါတွေဘာကြောင့်လဲဆိုတာစတူတစ်ချက်လောက် share ပေးပါဦးကြီးအရေးကြီးဆုံးအချက်ကဈေးအရန်ကြီးလို့ပေါ့လေသူ့ကိုယူတန်း90လောက်ထိဒီ license အသင်းကပျော်လင့်နေရပေါ့နော်အဲ့တော့ ဈေးကတော်တော်ကြီးကိုကြီးနေတယ်အဲ့တော့အခုနောက်ကိုတင်ပြခဲ့သလိုပဲသူ့ရဲ့ကိန်းကနန်းတွေကအရင်ကြီးအမ်ရေခုံကြာလောက်မဖြစ်နေဘူးမဖြစ်နေရပြီးတော့ तू ကကိုသွင်းရတာအရင်ခက်တဲ့လီမဟုတ်ဘူးဗိုလ်လီကလည်းပေါ်တူဂီလီလောက်တော့မနေဘူးဒါပေမဲ့ဗိုလ်လီကမှာကိုသွင်းရလွယ်တယ်အခုသဖြင့်ဒါကျွန်တော်တို့တီမိုဖာနာရဲ့ example မှာကြည့်လို့ရတယ်ပေါ့နော်အဲ့တော့ Timo Werner တော့ကကိုသိမင်းရင်ရခဲ့တယ်အဲ့တော့ဟိုကျွန်တော်ထင်တာမြင်တာရှိတယ်ပေါ့နော်ကွင်းလယ်ကစားသမားတွေတခြားသောအခြေအနေနဲ့တိုက်စစ်မှုနဲ့ကတော့မတူဘူး Bundesliga မှာအနည်းငယ်လေးပိုပြီးတော့လွယ်တဲ့အခြေအနေမျိုးရှိတယ်ဒါပေမဲ့တခုဘာသွားကောင်းလဲဆိုတော့ Premier League အသင်း Bundesliga ကိုစိတ်ဝင်စားတယ်ဘာလို့လဲဆိုတော့ဒီနေ့ခေတ်ဘောလုံးရဲ့ဒီ intensity မြင့်တဲ့ hand german hand ပေါ့နော်အဲ့တော့ intensity မြင့်တဲ့ hand နဲ့ Premier League နဲ့ကွက်တီဖြစ်နေတဲ့ခါမှာဒီ German နဲ့ဒီ Premier League နဲ့ကလောကပေါင်းကူတရလို့ဖြစ်နေရပေါ့နော်အဲ့တော့ကစားဟန်အားဖြင့်အများကြီးဒါဟိုထွေရလေးပါစဉ်းစားနေကြမလို့ကွက်တီအန်ဝင်တဲ့ကစားဟန်မျိုးရှိတယ်။အဲ့တော့ license မှာဆိုရင် Shashku ကဒီတော်တော်လေးပေါ့နော်သူ Sasberg မှာတည်းကတော်တော်လေးနာမည်ထွက်နေ။ Sasberg ကနေသူတို့ဒီ Migen Company ချင်းတူတဲ့ license ကိုသူတို့ပြောင်းနေပေါ့နော်။ဟောဒီအဓိကတော့ ပို့ပြီးတော့လူတွေထင်တာမြင်တာရှိပြီးဈေးပိုတောင်းလို့ကောင်းအောင်လို့ပြောင်းလိုက်တာပေါ့လေအဲ search ကိုသွင်းတဲ့ကိုးတွေနှုံထားရတော့ဒါ15ခုအောက်ပေါ့နော်10ခုနဲ့15ခုကြားပေါ့သူ့ရဲ့ sample အနေထားကတော့အဲ့တော့ခိုးတော့နေတယ်ဒါပေမဲ့အားရဖို့ကောင်းတာကသူ့ရဲ့ခြေစွမ်းပေါ့နော်သူကအသက်တော်တော်လေးငယ်တယ်ခုန Jokeres ဆိုတဲ့ကြားတော့သူက၄၅နှစ်၄၅၆နှစ်ငယ်တာ哦အဲ့တော့အဲ့ဟာရှိတယ်ပြီးတော့သူ့ရဲ့ဒီ body structure သူ့ရဲ့ဒီ body thin thin နဲ့သူ့ရဲ့ အမြင်ဆုချမှုအဒါတွေကြတော့ဂိုးနဲ့တိုက်ရိုက်ထက်တူကြနေမှာမဟုတ်အဲ့လိုမျိုးပေါ့နော်ဒီဂိုးဒီ attendance statistic မဟုတ်ဘဲနဲ့ဒီအသေးစိတ် statistic ကိုကျွန်တော်တို့ကြည့်တဲ့အခါမှာကြတော့ဥပမာကျွန်တော်ဂိုးဒီကန်သွင်းချက်တွေရဲ့ဂိုးဖြစ်နိုင်ခြေနှုံးထားတယ်ပေါ့နော် short quality တွေအဲ့လိုအရာတွေမှာကြည့်တဲ့အခါမှာကြတော့ search ကိုကမြင်တယ်အရင်အရင်မြင်တဲ့အခြေအနေမှာရှိတယ်ပြီးတော့ तू ကဂိုးသွင်းတဲ့နှုံးတွေအခြေအနေနဲ့ဆိုတော့ဒီရနေဆိုရင် live စစ်ကဒီတော်တော်လေးမတည်ငြိမ်ဘူးခြေစွမ်းညံ့ဖြစ်နေတယ်ပေါ့နော် ပြီးခဲ့တဲ့ရာသီမှာလည်းအရင်ကြီးမကောင်းကျွန်တော်တို့ရင်ခုန်နေရကြရင်ခုန်နေတဲ့ပုံမှန် live စမဟုတ်ဘူးပေါ့နည်းနည်းလေးကြာနေတဲ့အချိန် live စရဲ့အဲ့ဒါတစ်ချက်ပြီးနောက်ထပ်တစ်ချက်အရေးကြီးရ live စရဲ့ကွင်းလယ်မှာတော်တော်လေးပြည့်ဝနေရရှိတယ်နောက်ထပ်တစ်ချက်အရေးကြီးတာကသူနဲ့တွဲကစားတဲ့တိုက်စစ်မှု loose open တာ open တာအတိုက်စစ်မှုနှစ်ယောက်သုံးပြီးကစားတာဖြစ်တဲ့အတွက်သူတို့ကဒီ share ခွဲပေးရတယ်ပေါ့နော်အဲ့ share ခွဲပေးတဲ့အချိန်ဒီမှာဒီ target band အနေနဲ့အဓိက target ထားပြီးတော့ကစားရတာက shash go ဖြစ်ပြီးတော့ open တာကကြတော့ဒီ white ဖြစ်တယ်ပေါ့နော်ခစားပုံမှာကျွန်တော်တို့အရင်တော့ဆိုရင်ဒီ live set မှာဆိုရင်ဒီ live set မှာဒီ Paulson နဲ့ဒီ Timo Werner ခစားတယ်လို့ပဲအဲ့တော့ဒီဘက်ကတလင်းလင်းသွင်းနေရတာကတော့ Werner ပေါ့နော်ဒါပေမဲ့ Paulson ရဲ့အရေးပါမှုကျွန်တော်မေ့လို့မရအဲ့လိုအဲ့လိုသဘောမျိုးပဲ Shashko နဲ့ဒီ Open Tan နဲ့ကလည်းအဲ့လိုပုံစံမျိုးပဲအဲ့တော့ Shashko ကဒီတဲ့ချက် Dequy အနေနဲ့ပြန်ပဲရဲ့ဒီအယုံစုဆိုင်မှုပို့ပြီးတော့ခံရတယ် Target တဲ့ area ထဲမှာသူကအများကြီးခုခံပြီးတော့ကစားပေးရအသင်းပေါ်တွေကစားပေးရတယ်ပေါ့နော်အဲ့တော့ ဂိုးနဲ့ကျွန်တော်တို့တစ်ခုတည်းနဲ့တော့ကြည့်လို့မရဘူးတချို့တော့ Arsenal ပြိသက်တွေက throw နေကြတွေ့ရတယ်ဒီ Giroud ဆိုပြီးတော့ Germany Germany ရဲ့ Giroud ဆိုပြီးသူတို့နောက်နေကြတာတွေ့ရတယ်ဘောနော်ဒါပေမဲ့တကယ် Giroud ကအရန်ကောင်းခဲ့တယ်ဆိုတော့ကျွန်တော်တို့ Arsenal ပြိသက်တွေကိုဒါမှမဟုတ် Arsenal ရဲ့ Chelsea ပြောင်းသွားတဲ့အချိန်မှာပို့ပြီးတော့ခံစားပြီးတော့သိရှိနိုင်တယ်ပြင်သစ်အသင်းမှာလည်းသိရှိနိုင်တယ်ဘောနော်အဲ့တော့ Shashko ကအဲ့လိုပုံစံမျိုးဒါပေမဲ့သူက Giroud ထက်ကိုပို့ပြီးတော့ဒီ athletic ability ပေါ့နော်အာရေကြီးရဲ့၆ပင်၅လောက်ရှိတယ်ဒါပေမဲ့မြန်တယ်ပြီးတော့ ဘော့စကင်းစ်ကအရင်မနေဘူးဟုတ်တယ်လဲကောင်းတယ်ပြီးတော့သူ့ရဲ့ဒီကန်ချက်တွေကန်ချက်တွေကတော်တော်လေးကိုဟိုဘာတီကိုလိုမျိုးကျွန်တော်တို့မြင်နေရသူ့ရဲ့ကန်ချက်ပုံစံတွေอ่ะအဲ့တော့ဒီအခြေတိုးတော်တော်လေးမြင်တဲ့အချိန်နည်းနဲ့တော့သုံးသပ်လို့ရတယ်။သူ့ကိုကြတော့အာဆင်နယ်နဲ့ပဲကျွန်တော်တို့တွေ့ရတယ်လက်ရှိအချိန်မှာသတင်းထွက်တာကတော့တခြားအသင်းတွေနဲ့ထွက်တာမျိုးမရှိဘူး။မန်ချက်စတာယူနိုက်တက်ကဒီလောက်စီကြီးရဲ့ကစားသမားတွေသူတို့တတ်နိုင်ခြင်းရှိမှာမဟုတ်ဘူး။ပြီးတော့သူတို့နဲ့တိုက်ရိုက်မလိုက်ဖက်ဘူးပေါ့နော်။အဲ့တော့အာဆင်နယ်ဒလန်ကြောင်းနဲ့ပေါ့အဲ့တော့ဈေးပေးနိုင်အောင်မပေးနိုင်မကြောက်ဘူးဆိုတဲ့အချိန်နည်းဖြစ်တော့ကျွန်တော်ကမြင်တယ်ဟုတ် အဲအာဆင်နယ်လိုက်တာလည်းတန်းပြီးတော့ကြာပြီပေါ့လေမထူချားသေးတော့အာဆင်နယ်ပြည်သက်တွေလည်းဟိုဘယ်လိုပြောမလဲအခု throw ထားတာလည်းရှိပါတယ်ဟိုဘယ်လိုပြောမလဲဥပမာနိုင်တနာရီရက်15မိနစ်မှာကြာရင် Yorkress နောက်နိုင်ရက်မှာကြာရင် Chesco နောက်15မိနစ်ကြာရင် Yorkress ဟိုခေါင်းတွေမူးနေပါဘောဘယ်တိုက်စစ်မူရောက်လို့ရောက်မယ်မသိတဲ့အခြေအနေပေါ့တကယ်တော့ဒါစီသူပြောသလိုပါပဲဒီ Chesco ရဲ့ ုံစံကတော့အထေတာလုံချင်တဲ့ပုံစံမျိုးသူတော်ကိုကြိုက်ပါတယ်အထေတာကဒါအတိအသေးမပြီးခဲ့တဲ့ရာသီနှစ်ရာသီကျွန်းမှာဆိုရင်ဒါကော်နာကနေတစ်ဆင့် ကိုသွင်းတဲ့လုံတော်တော်ကြီးကိုများတဲ့အသင်းဖြစ်လဲဒါအာဆင်နယ်ရက်တည်ခဲ့တယ်။ရှက်စကိုရောက်လာမယ်ဆိုရင်အာဆင်နယ်ရဲ့ဒီ area jewelry တော့တည်းဒီဘယ်လိုပြောမလဲ။တောင်းကပေါ်ကနေတစ်ဆင့်ကိုသွင်းနိုင်တဲ့အားတွေကအများကြီးကိုတက်လာမှာပဲ။နောက်ထပ်ပိုပြီးမှအားရဖို့ကောင်းတာကဒီသူ့ရဲ့ပြေးအားပေါ့နော်။တကယ်တော့ကိုထင်တာကလေဟိုပထမမမရဲ့ရာဒီပြီးခဲ့တဲ့ရာသီမုံနောက်တရာသီကျော်ပေါ့လေ။ဒါရီရဲ့ချန်ပီယံလိမှာပူဆွဲတဲ့ရာသီတော့ကဆိုရင်ရှက်စကိုကြည့်တော့ဟိုအရင်ကြီးတော့ impress တော့မဖြစ်ဘူးပေါ့နော်။နည်းနည်းလေးဘယ်လိုပြောမလဲ။ဂလန်ဂလာဖြစ်ပြီးမှအဆင်မပြေဘူးတဲ့။ဒါပေမဲ့ပြီးခဲ့တဲ့ရာသီမှာကြည့်တော့သူ့ရဲ့ ်ပြေးအားတွေနောက်တော့ kick power တွေတော်တော်ကြီးကိုကောင်းတာတွေ့ရတယ်။ twin boost ပမာဏကတော့ nerva ဆိုတာဒါ daniel ormo လိုကစားသမားမရှိတော့လည်းပါတော့လေ။ ormo ကတော့ဒါ live set မှာလည်းဒါညာတော့မကြခဏရတယ်။ဒါပေမဲ့သူပါလာတဲ့အချိန်မှာဆိုရင်ဒါ live set တိုက်စစ် block ကြီးကောင်းတယ်ဆိုတော့အခုဒါအတိအကျဆုံး body အဲ့တော့ ormo မရှိတဲ့အချိန်မှာ opener လည်းတိတ်ပြီးအဆင်မပြေဘူး။ channel ကစားသမားတွေနောက်ဆုံးနည်းပြအပြောင်းလဲနေဖြစ်ခဲ့တဲ့အတွက်ပြီးခဲ့တဲ့ရာသီကတော့ဒါ chesco ကပြတ်ပွဲရရ55ပွဲမှာ20နဲ့မှတခုပဲထွက်နိုင်ခဲ့တယ်။ twin boost ပမာဏအဖြစ်တော့အရင်ရော impact မဖြစ်ဘူး။ဒါပေမဲ့ arsenal နဲ့ live ဖက်တဲ့ပုံစံမျိုးရှိတယ်ငယ်ကုံရှိတယ်ရုံအားတိုးအားကောင်းတယ်ကစ်ပါဝါကောင်းတယ်ဆိုတဲ့အချက်တွေကြောင့်အစင်တွေကတော့ဒါတေချာဘောတော့နိုင်နေတယ်ပြောင်းရွှေ့ကြီးဘယ်လိုဖြစ်မလဲတော့မသိဘူးလေပြောင်းရွှေ့ကြီးညှိလို့ရရင်တော့ဆင်ပြေမှာပေါ့နော်နောက်ထပ်ဟုတ်ဆက်ကူကတော့အင်းကြီးနေတော့ဘောလုံးကိုဘောပလေးမကစားတတ်ဘူးထင်တယ်တကယ်မဟုတ်ဘူးဘောလုံးကိုင်ပြီးကောင်းကောင်းကစားတတ်တယ်အဲ့တော့ကျွန်တော်တို့ပမာကြည့်လို့ရလဲဆိုရင်ပြီးခဲ့တဲ့ယူရိုပြိုင်ပွဲတော့ဆလိုဗေးနီးယားအသင်းနဲ့ကစားတော့ဒီဆက်ကူဆလိုဗေးနီးယားကစားသွားခဲ့တော်တော်ကြီးကောင်းတယ် တော်ကြီးကိုကောင်းပြီးတော့ဒါစလိုဗေးနီးယားနဲ့နောက်တစ်ဆင့်နေပါတယ်ခဲ့တယ်ပေါ့နော်အဲ့တော့ဟိုပင်ကိုရေသွေးဟိုရှိတယ်ဒီအသွင်ပြင်းတဲ့ဆုံးဖြတ်လို့မရဘူးပေါ့နော်သူ့မှာပြီးတော့နောက်ထပ် room for improvement တွေအများကြီးကျန်သေးတယ်ပေါ့နော်အဲ့တော့ကျွန်တော်အနေနဲ့ဆိုရင်တော့ Arsenal က Shashko နဲ့ပို live ဖတ်တယ်လို့ကျွန်တော်ကတော့သုံးသပ်ချင်ပါတယ်ပေါ့ဟုတ်ပါတယ်အခုဒါ ဒီအင်္ဂလိပ်သတင်းစာတို့များများမှာလည်း Chesco နဲ့ Arsenal လိုက်ဖက်တဲ့အကြောင်းလေးတွေကိုပို့ပြီးတော့မှဒါရေးထားရတယ်လည်းတွေ့ရတာပေါ့လေဒါ Slovenia ရဲ့ဒီဘောလုံးတစ်ပိုင်းမှာတော့အခုဒါမမရဆိုရင်တစ်ထောင်ပြည့်တော့လောက်က Zahovic Zahovic ထွက်လာပြီးနောက်ပိုင်း Chesco ကတော့တကယ်ကိုထွန်းတော့ကျဲတယောက် အနေနဲ့ဘောတော့ဒါတိုက်စင်မှာဆိုရင်တကယ်နာမည်ကြီးတဲ့လာလာရှိတဲ့တိုက်စင်မှုကြောက်တော့ဒါပေါ်ထွက်လာပြီဘယ်အသင်းကိုရောက်မလဲဆိုတော့တကူဒါစောင့်ကြည့်ရမှာဘောလေနောက်ထပ်ဒါ likely တိုက်စင်မှုဒါ AKTK လားမသိဘူးဒါစီတိုဘလိုတက်ထွက်လဲမသိဘူးဒီတိုက်စင်မှုဒီတိုက်စင်မှုကလည်းအမှန်တမ်းပြောရင်တော့ပြီးခဲ့တဲ့ sorry flavor flavor တိုက်စင်မှုပြောတာဒီ flavor တိုက်စင်မှုဒီ AKTK ရဲ့ အနေထားလေးပေါ့လေဒီအနေထားမှာလည်းဒါအများကြီးစိတ်ဝင်စားစရာကောင်းပါလေဒီတိုက်စစ်မှုကိုလည်းဒီနှစ်ညရာဒီမှာအပြောင်းရှိစည်းကမှလူပြောများတာမဟုတ်ဘူးပြီးခဲ့တဲ့ဒါအပြောင်းရှိစည်းကွက်ဒီမှာလည်းဒီကစားမဥရောပထင်တန်းတဲ့တွေကလိုက်နေဆိုတဲ့သတင်းတွေနဲ့အခုဒါကြားရပေါ့လေဒီကစားမလေးရဲ့ဒါငေကုန်ရှိမှုနဲ့နောက်ထပ်ဘယ်အသင်းကိုရောက်နိုင်နေဆိုတဲ့အချင်းတွေလည်းစီတူပြောပြပါဦးကြီး အဲသူကဈေးရင်ကြီးနေတာသူလည်းထုံးစံတိုင်းပဲတန်း90လောက်ဖြစ်နေတာဗောနော်အဲ့တော့စာချုပ်တရံအများကြီးကျန်သေးတာလူငယ်ဖြစ်နေတာပြီးတော့သူ့ရဲ့ business case ဆက်တာအရင်ကောင်းနေတာဗောနော်အဲ့တော့သူ့ကိုဒါ Louis Ocampos ရဲ့ PSG ကဒီရှေ့ရာသီတွေခေါ်ခဲ့တယ်ဒါပေမဲ့ခေါ်ခဲ့ပေမဲ့နေရာမပေးနိုင်တော့ငားချရင်နောက်ဆုံးကျတော့ Frankfurt ကိုပြန်ရောင်းလိုက်ပါတယ်ဗောနော်အဲ့တော့ပြင်သစ် ီ league system ထဲမှာတော့တော်တော်နမဲထွက်ထားတဲ့ကစားသမားဒါမဲ့နေရာတော့မရခဲ့ဘူးအခုဒီ Bundesliga ရောက်တယ်တောက်လျှောက်ခြေစွမ်းပြတယ်ပြီးတော့ဒီသူနဲ့ Omar Mosh နဲ့တိုက်စစ်အတွဲကဥရောပရဲ့ကြောက်ဖို့အကောင်းဆုံးတိုက်စစ်အတွဲဥရောပအကြီးဆုံးနဲ့ဒီပုံစံအဆုံဆုံးပေါ့နော်ဘလို့အခြေအနေမျိုးမှာပဲဖြစ်ဖြစ်သူတို့ကထိုးပေါက်နိုင်တယ်ကောင်းနိုင်တယ်ပြီးတော့ဒီ AKTK ရဲ့ဒီကစားဟန်ကဒီကျွန်တော်တို့ Premier League မှာနာမည်ကြီးနေတဲ့ Alexander Isak တဲ့တပုံစံနဲ့ပဲ lessonet insect 2.0လို့ကျွန်တော်တို့ပြောရမှာပေါ့နော်အဲ့တော့အဲ့လိုပုံစံမျိုးဘောလုံးကိုကောင်းကောင်းနိုင်တယ်ဒီအကောင်ကြီးကြီးရဲ့အရကြီးရှင်နေပေမဲ့ boss key ကတော်တော်လေးကိုကောင်းပြီးတော့ဒါခန်နူးလို့လို့ ibrahimovic တို့လိုမျိုးဒီတယောက်ချင်းကိုကောင်းကောင်းလိန်ထွက်နိုင်တယ်ခြေရှိတယ်ပြီးတော့ speed ကလည်းအတိုင်းအတာတစ်ခုထိမြန်တယ် ball playing လည်းကစားနိုင်တယ် counter လည်းကစားနိုင်တယ်ပြဿနာတစ်ခုတော့ရှိတယ်ကျွန်တော်တို့ဒီ copy ကိုဆွဲလိုက်တဲ့အခါမှာသူ့ရဲ့ short quality ကမကောင်းဘူး short quality ရော short volume ရောတိတ်မကောင်းဘူးเนาะအမှ short crash တို့ခုန search ကိုတို့ကြတော့ quality လည်းကောင်းတယ် volume လည်းများတယ်အဲ့တော့ IKTK ကကြတော့ volume ကတော့မစိုးဘူး short quality ကတော်တော်လေးနှိမ့်တာကိုကျွန်တော်တို့သွားတွေ့ရတယ်ပေါ့နော်ဥပမာ LND လက်ဆိုရင်ကျွန်တော်တို့အရင်နာမည်မကြည့်ပေမဲ့သူ့ရဲ့ short quality ကတကယ် deep data တွေနဲ့စစ်ချလိုက်တဲ့အခါမှာ short quality အရင်ကောင်းလာကျွန်တော်တို့တွေ့ရတယ်အဲ့လိုမျိုးပါဒါကြောင့်လည်းချက်စီရခေါ်တာပေါ့လေအဲ့တော့ဈေးလည်းတက်တာတယ်ပေါ့နော်အခု IKTK တို့ကြတော့အဲ့လိုတော့မဟုတ်ဒါပေမဲ့ IKTK မှာတခြားသော skill set တွေအများကြီးရှိတယ် ပေါ်လုံးကိုတော်တော်ကြီးကိုနိုင်တယ်အများကြီးတိုးတက်လာနိုင်တယ်ရှိတယ်ပြီးတော့သူ့ရဲ့ဒီအာသာချက်ကကစားကွက်မျိုးစုံမှာကစားခဲ့တယ်ပြီးခဲ့တဲ့ရာသီမှာသူဟာတိုက်စစ်၄နေရာ၅နေရာလောက်ကိုဒီသူတို့ front back ကစားရတယ်နည်းနည်း2-3-2-2တို့ပါလို့တောင်းတာမျိုးရှိတယ် front back ကစားရတယ်ပုံမှန်3-5နှစ်လို့ပုံစံမျိုး3-4တင်းနှစ်လို့ပုံစံမျိုးတွေပဲမယ်အဲ့လို3-3နှစ်နှစ်တွေပါဖြစ်သွားတဲ့အခြေအနေမျိုးအများကြီးရှိတယ်ပြီးတော့ဒီ၄နှစ်3-3နှစ်တွေလည်းတောင်းတယ်ပေါ့နော်အဲ့လိုအခြေအနေပုံစံမျိုးစုံ၄နှစ်နှစ်နှစ်တို့ပါလည်းတောင်းတယ်အဲ့လိုပုံစံမျိုးစုံမှာ तू တိုက်စစ်ရဲ့နေရာစုံမှာ तू ကစားခဲ့သူရဲ့ minute တွေကို share ခွဲလိုက်ရင်အဲ့နေရာတွေပုံမှန်ရှိတယ်ပေါ့နော်အဲ့ဒါကဘာကိုပြလဲဆိုတော့ तू က multi dimension နဲ့ပုံစံအစုံကိုကစားနိုင်တဲ့ဒီ modern key ရဲ့တိုက်စစ်မှုတရားဆိုတော့ပြတယ်အဲ့တော့ ဒီသူ့ရဲ့ကိုယ်သွင်းတဲ့အခြေတက်လည်းတော်တော်လေးကိုအဆင်ပြေတယ်။နေရာစုံလည်းရတယ်ပုံစံစုံလည်းရတာဖြစ်တဲ့အတွက်သူ့ကိုစိတ်ဝင်စားကြတယ်ပေါ့နော်။ပြီးတော့သူက Manchester United ပုံစံဖြစ်နေရပေါ့နော်။အဲ့တော့ United နဲ့တော့တင်ထွက်တာမျိုးကျွန်တော်တို့တွေ့ရတယ်။အဲဥမာ Arsenal နဲ့ဆိုတဲ့အရင်လိုက်တယ်။ Arsenal ကလည်းသူ့ကိုစိတ်ဝင်စားတင်တယ်။ဒါပေမဲ့ဟိုလက်ရှိ Arsenal ရဲ့အခြေအနေကြတော့ဒီအခုချက်ချင်းရရမယ်ဆိုတဲ့အခြေအနေမျိုး Premier League ဖလားအောင်။အဲ့တော့ AKDK အနေထားကြတော့ဟိုအဲ့လောက် ဟိုအမခန့်ချက်မပြီးနိုင်အောင်မနောက်နှစ်နှစ်သုံးနှစ်သူကောင်းအောင်ကောင်းမယ်ဒါပေမဲ့လက်ရှိအချိန်မှာကျတော့ပရီးမီးယားလီးဂ်ရဲ့ဒီတောင်းတော်မြေအနေထားနဲ့သူတင့်လျော်ပါမလားဆိုတာစိုးရင်စရာရှိတယ်တက်ကလည်းငယ်သေးတယ်ပြီးတော့သူ့ရဲ့နေထိုင်ပုံပေါ့နော်သူကကိုကိုကိုဒီနည်းနည်းမောက်မာတဲ့ပုံစံမျိုးရှိတယ်စကင်လည်းရန်ကောင်းတော့အဲ့တော့အဲ့ဒါလေးတွေစိတ်ဝင်စားမှုကောင်းတာလေးရှိတယ်ပေါ့နော်ဒါပေမဲ့ United လို့အတင်းကြ United ကဖလားမရလဲသူ့ဘူးမှဘာမှပြောနေမှာမဟုတ်ဘူးအဲ့တော့ခေါ်လို့ရတယ်ဆိုတဲ့အခြေအနေမျိုးဖြစ်သွားတယ်ပေါ့နော်ဒါကြောင့်မလို့ AKDK နဲ့ပတ်သက်လာ Arsenal တိတ်နေမှာမထွက်ဘူး ဒီ Manchester United ထွက်တယ်ပြီးတော့ Chelsea အသင်းထွက်တယ် Chelsea အသင်းရောက်သွားရင်တော့ဒီ Chelsea ကကျွန်တော်တို့ gain ဆော့တယ်လို့မျိုးပေါ့နော် power တက်မဲ့လူငယ်တွေအကုန်လုံးလိုက်ခေါ်နေတဲ့ပုံစံမျိုးဖြစ်နေရပါဘောနော်အဲ့တော့အဲ့လို power တက်မဲ့ပုံစံမျိုးကလည်းတကယ်ကိုဒီ AGDK ကအပြည့်ပြတာနေရလို့ကျွန်တော်ကတော့မြင်တယ်ကျွန်တော်တော်တော်လေးကြိုက်တယ်ပေါ့နော်အခုပြောသွားရတဲ့ကစားသမား၃ယောက်တက်မှာဆိုကျွန်တော်က AGDK ကိုအကြိုက်ဆုံးပဲ AGDK ရဲ့ခြေစွမ်းကိုတော်တော်လေးသဘောကျတယ်ဒီကြည်ရရတဲ့ပွဲတိုင်းကြည်ရရတဲ့မိနစ်တိုင်းခိုက်တဲ့အဲ့မှာဒီကစားသမားရေခုံစရာကြီးလုတ်ပြရတယ်ပေါ့နော် high season ပေါ့နော်ဒီ two skills business skills ကိုကအရင်မြင်နေတာပေါ့လေအဲ့တော့တခြားသောအားနည်းချက်တွေဥပမာစိတ်သက်ပိုင်းတို့ဘာလို့ကြတော့နည်းနည်းလေးရောမေးခွန်းထုတ်ချင်လေးရောရှိတာပေါ့ခုနခုနကစားပါကြအဲ့ဒါအဲ့ဒါကပိုပြည့်စုံတာပေါ့လေဒီလိုအခြားနာချက်လေးရောရှိတယ်ဒီဖြစ်မဲ့ဆိုရင်တော့ Manchester United နဲ့တော့ဖြစ်နိုင်တယ်ဒါပေမဲ့ကျွန်တော်ကတော့ဒီ New Year ဒီမှာ Frankfurt အသင်းထိမ့်သိမ်းသွားမလားပေါ့နော် Chelsea ကမခေါ်ဘူးဆိုရင်ထိမ့်သိမ်းသွားမလားဆိုတာကျွန်တော်မြင်မိနေရပါလေ Chelsea ကတော့ဟိုဖြစ်နိုင်တယ်သူဒီ အခုကလတ်ကပဖလားမှာအဆင့်များများရောက်နေသည်ပတ်စံများများရနေသည်ဖြစ်နေတာပြီးတော့တို့ဒီ PSR rules မှာတို့ရဲ့ဒီ hotel တွေရောင်းထားတာတွေ woman အသင်းကိုရောင်းထားတာတွေကပတ်စံတွေ plus တွေပေါင်းနေတော့တို့တုံးလို့ရတဲ့အခြေအနေမှာရှိရပါတော့เนาะအဲ့တော့အဲ့ဒါလေးတစ်ချက်အဲ Chelsea ကလည်း common ဆုံးခေါ်ရမယ့်အနေအထားမျိုးပေါ့လေ။ common ဆုံးတာတက်စစ်မှာကကြတော့ဒီဟာ Liam Delap ခေါ်ထားတဲ့ဒါပေမဲ့အသက်အရွယ်အဖြစ်တော်တော်လေးလည်းငယ်သေးတယ်။ဟို Premier League မှာ လူချင်းတဲ့ဒီမဲမျိုး Chelsea တိုက်စစ်မှာ Liandi လည်းဖြစ်နိုင်ပါမလားဆိုရဲဆိုရင်မျိုးမျိုးတွေဒါတန်ရစိတ်တွေကလည်း Chelsea ပြည်သက်ကြားထဲမှာရှိတယ်ဆိုတော့ဒီ EKTK ကိုဒါ Chelsea ကအမိရခွန်နိုင်မလားဆိုတော့ဒါစောင့်ကြည့်ရဖို့ရှိတယ်။ City ပြောသားတဲ့အချက်လက်တွေအရဆိုဒီကစားမားတဲ့တက်က22နှစ်ပဲရှိသေးတယ်အလားအလာအများကြီးရှိသေးတဲ့အချိန်ဒီမှာဆိုတော့ဘယ်အသင်းကိုရောက်မလဲဆိုတော့စောင့်ကြည့်ရဖို့ရှိတယ်။တခုတော့ရှိတယ် Front Five ကကြတော့ PK နဲ့ January ကဥမာ Mamouche ကိုရောက်ထားပြီးသားဖြစ်တဲ့အတွက်သူတို့ဒီကစားမားကိုထပ်ရောက်လိုက်မယ်ဆိုရင်ဒါ Front Five ကလာမရဒီ Champion League လည်းဝင်ဝင်ရထားတယ်။ရထားတဲ့ က်ချင်တွေမှာတော့ပူပြီးတော့ရိုင်သွားနိုင်တဲ့အာမျိုးရှိတာပေါ့လေအဲဒီအဲ့အဲ့အတွက်တော့ဒီကစားမောက်ဆက်ပြီးမှထိန်းဦးမယ်တော့ထင်တယ်တခုတော့ရှိတယ် front back ကထွက်တဲ့ဟာတွေကတော့အရင်ကြီးတော့ဟိုတခါလေကြာရင်တော့ဂျင်းနေမိသွားမှရှိပေါ့နော်။အမလူကာဂျိုဗီတိုလိုမျိုးတွေကဂျိုဗီတိုဆိုလည်းတော်တော်လေးအလားဟုတ်တယ်ဘူးနာမည်ထွက်ပြီးမှတကယ်တမ်းရောက်သွားတဲ့ခါကျတော့ဘာအထူးကြကြတော့မဖြစ်ခဲ့ဘူးပေါ့နော်။ဒါကတော့ဟိုဒါချစ်ဒီတိုက်စစ်တွေပေါ့နောက်ထပ်ဒါတိုက်စစ်မှုတွေလည်းဒါအခုပြောစရာရှိပါသေးတယ်။အိုစင်မန်တို့ဒီ ခါလုံးကခုပြောရောင်ဘက်ထရီပေါ့လေဒီတိုက်စစ်မှုတွေရဲ့အနေအထားနဲ့လည်းစတူဒါပြောပြပါဦးကြီးအိုစီမန်ကလားစာအရင်များတဲ့အတွက်ဒီလက်ရှိပဲအသင်းမဟိုမရောက်နိုင်ဘူးပေါ့နော်အာဆင်နယ်ကကြတော့အဲ့လိုတိုက်စစ်မှု နံပါတ်9ပြူရနံပါတ်9မျိုးတိတ်မကြိုက်ဘူးပေါ့နော်အဲ့တော့အာဇင်ရောက်ဖို့ရခိုင်တော့တော်တော်လေးနေတယ်ပြီးတော့သူကအသက်ကလည်းရွယ်ကောင်းဖြစ်နေတယ်ပေါ့နော်အော်သူ့ကိုဟိုအာဇင်ကဒီလစ်လူစားကျွန်တော်တို့တွေ့ရတယ်မန်ချက်စတာယူနိုက်တက်ကတော့အတန်နဲ့ထွက်တယ်ဒါပေမဲ့လစာမတရားများတဲ့တော့ပြဿနာတက်နေရတယ်သူတို့ကြားရတယ်အဲချဲစီကလုံးဝစိတ်ဝင်စားဘူးပေါ့နော်တကယ်တော့ချဲစီစိတ်ဝင်စားတင်တယ်တကယ်ကဒါပေမဲ့စိတ်ဝင်စားတဲ့အတန်ပလန်လုံးဝမကြားရအောင်မနစ်ကတော့စိတ်ဝင်စားခဲ့တယ်ဒီနေ့မှအတန်လုံးဝမကြားရအောင်တော်တော်လေးထူးဆန်းတယ်ပေါ့နော်အဲ့တော့နာပိုလီကတော့အသေးချာပေါက်ရအောင်ပါပေါ့လေ သူတကြပေါ့လုံးဝအယောင်ရှင်းမယ်စော်ဒီနဲ့ရောင်းမှုလုပ်ခဲ့ပေမဲ့ဒီရောင်းဝယ်ပြတ်ခဲ့တယ်ပေါ့နော်အဲ့တော့အများကြီးဆောင်ကြည့်ရမယ်ဘယ်အသင်းကိုရောက်ရောက်တေချာတာတကူကအာမခံနိုင်တာအိုစင်မန်ဂိုးတွေက20 plus ကိုသူတကြပေါ့တွင်းနိုင်တဲ့ကစားသမားဖြစ်တယ်ပေါ့တွင်းလဲတွင်းလဲမယ်သူကဟာလန်ပြီးရင်ဒီ short volume အများဆုံးလို့ကျွန်တော်တို့သတ်မှတ်လို့ရတယ်ကိုတွင်းအားရောကိုတွင်းပြင်ဖြစ်နိုင်ဆိုတော့အရင်မြင်တာကျွန်တော်တို့တွေ့ရတယ်ပေါ့နော်အဲ့တော့တော်တော်လေးကိုဒီရည်သွင်းမြင်တာတိုက်စင်မှုဖြစ်တယ်ပြီးတော့နောက်ထပ်ဈေးကွက်ထဲမှာရှိနေတဲ့ကျွန်တော်ပက်ထရိုလ်ကတော့ ဒီလီဗာပူးစိတ်ဝင်စားရလို့သိရပဲမယ်ကျွန်တော်တို့သတင်းနဲ့အများကြီးမကြားရဘူးအေးနေရပေါ့နော်ပြီးတော့နောက်ထပ်အေးနေတဲ့ကစားသမားစိတ်ဝင်စားဖို့ तू ကတေချာပေါက်အပြောင်းရွှေ့ဖြစ်မှာဘာလို့လဲဆိုတော့ तू ကစားကြတဲ့တန်ကုံဝါကြီးဖြစ်တဲ့အတွက်ပေါ့နော်အဲ့တော့ဘယ်အသင်းကိုပြောင်းမလဲပေါ့အဲ့လိုနေရာမှာလီဗာပူးကမထင်မှတ်ပဲနဲ့အရန်တော်တတ်တယ်ပေါ့နော်အဲ့တော့လက်ရှိမှာကျွန်တော်တန်ဒေးဗစ်ရဲ့အပြောင်းရွှေ့သတင်းပင်ကြားရတာကကျွန်တော်တို့ဒီသူတို့ဟုတ်တယ်ကိုကကန်နေရပေါ့နော်ကနေဒါအသင်းနဲ့ကိုကကန်နေရနည်းနည်းလေးသူအာယုံများစရာရှိနေပေါ့နော်ဒါကြောင့်မလို့ အဲ့ goal gap ပြီးသွားမှသူ့ရဲ့တည်နေထွက်လာမယ်လို့ထင်တယ်။ဒါကြောင့်လို့လက်ရှိမှာကျွန်တော်တို့ဘာမှမကြားရအောင်။ဒါပေမဲ့ဘာမှမကြားရတဲ့အခြေအနေမှာကြောက်ဖို့ကောင်းတာဒီလက်ရှိမှာဆိုအာဆင်နယ်နဲ့နဲ့ကြောက်ဖို့ကောင်းလာတယ်။အာဆင်နယ်ရဲ့အတန်တိတ်ခေါ်ခေါ်သွားတာမျိုးရှိတယ်ပေါ့နော်။ပြီးတော့လီဗာပူးအသင်းကြောက်ဖို့ကောင်းတယ်။ဒါမှမဟုတ်သေးကြတယ်ကျွန်တော်တို့ David က goal gap သူပြီးပြီဆိုတာနဲ့သူ့ကို wine လူချလိုက်မယ်အခြေအနေမှာရှိတယ်။သူကပြီးခဲ့တဲ့လိုင်းရည်တင်းနဲ့တောက်လျှောက်ရာသီတွေမှာသူ့ရဲ့အများကြီးတွင်းထားတယ်89ဂိုးထိလိုင်းရည်တင်းနဲ့တွင်းပေးထားတယ်ပေါ့နော်။တေချာပေါ့ဒီအာမခန်နိုင်တဲ့တွင်းဂိုးနှုံးကအာမခန်နိုင်တဲ့အခြေအနေမှာရှိတယ်။ပြီးတော့ တိုက်စစ်နေရာဆုံးမှာကစားနိုင်တယ်ပေါ့နော်အဲဒီ second strike ကလည်းသူတောက်လျှောက်ကစားခဲ့တယ်သူစပေါ်ကလေး second strike ကစားနောက်ကျတော့တိုက်စစ်အထောင်ဖြစ်တယ်အဲ့တော့တိုက်စစ်ရဲ့ပုံစံအစုံသူကောင်းကောင်းကစားတဲ့ drop D လည်းလုံးနိုင်တယ်အမြန်တော့တိုင်းတာတစ်ခုကြီးရှိတယ်ပေါ့နော်အဲ့တော့တော်တော်လေးစိတ်ဝင်စားဖို့ကောင်းတဲ့ option တစ်ခုဖြစ်ကျွန်တော် Jonathan David မှာ သွားပြီးတော့ဟုတ်ကဲ့ပါဒါစီဘူပြောသွားတဲ့ဒီတိုက်စစ်မှုတွေပေါ့လေပြောရှင်းစည်းကွက်ထဲမှာဒီလိုစိတ်ဝင်စားနေတဲ့တိုက်စစ်မှုတွေအကြောင်းဒါပြောသွားတော်တော်လေးလေးပြည့်စုံပါတယ်ကြီးစုအားပေးကြတဲ့ဆော့ကောပလေးတက်တူးချင်းစီလေဒီစီစီလေးကိုရှင်းတဲ့နေ့တက်လိမ့်မလို့ထင်ပါတယ်ကြီးစုအားပေးကြတဲ့ဒါပလေးတက်တိုင်းကိုလည်းကျေးဇူးထူးတင်ရှိပါတယ်ခင်ဗျာ